န်ကုန်တိုင်းရဲ့နေ့စဉ်သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းအရာတွေကတော့အမျိုးသားအချင်းချင်းမှုနဲ့လူပညာတက္ကသိုလ်ရန်ကုန်တွင်တဝင်းမှကြောင့်တင်နန်းများဖွင့်လှစ်ပြီးဆိုတဲ့သတင်းတန်ထော်လာတန်မြာကျော်တန်ဘိုးရှိ၅တန်ချိန်တသိန်းခွဲကျော်တင်ပို့ထားဆိုရတဲ့ ရာဝတီတိုင်းဒေသကြီးအတွင်း Rice Expo ဆုံးအေကသသိန်းအကောင့်ထည့်ဖို့မီဆိုတဲ့တဲ့နိုင်ငံတကာသတင်းပုံလေးနဲ့ဒူဘိုင်းနိုင်နောက်ဆုံးပေါ်လေးချောင်းသွားလာရှိရှင်ပြန်များပြပွဲကျင်းပဆိုတဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတဲ့ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့အမျိုးသားရင်ကျိတ်မှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်တွင်အတမွေးဝမ်းကြောင်းတင်နန်းများဖွင့်လှစ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားရင်ကျိတ်မှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်မှလူဆွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့်အချိန်ပိုင်းအမှုပညာဒီပလိုမာနှင့်အတိအမှတ်ပြုအမှုပညာအောက်လက်မှတ်ရသင်တန်းတွေကိုဖွင့်လှစ်ပေးသွားမယ်လို့သိရပါသည်။ လက်ရှိမှာမြန်မာနိုင်ငံရှိအခြေခံပညာမူလာထံအလဲတန်းဖြင့်ကြောင်းထွက်ထားသူများအတွက်အတမွေးဝမ်းချောင်းအထောက်အကူဖြစ်စေဖို့ဂီတပညာဌာနက ဆောင်းပတလာစန္ဒယတယောနယ်ဆိုပါတာရမားကို၎င်းတပင်းပညာဌာနကမြမရှိုးရရုပ်သိပညာနှင့်မြမရှိုးရအကပညာကို၎င်းပကြီးပညာဌာနကအခြေခံပကြီးပညာခဲပကြီးနှင့်ရေစေးပကြီးရေစွဲနည်းကို၎င်းပပုပညာဌာနကအခြေခံပပုပညာ မြမရှိုးရံပပူးနှင့်ပပူးပုံဖော်နီးပညာကို၎င်းတင်ချားပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်တင်နန်းသားတို့ရဲ့အနေနဲ့သတ်မှတ်အရေးချင်းနဲ့ပြေဝါပြီးသတ်မှတ်ကာလပညာအောင်တက်ရောက်တင်ချပါကအတိအမှတ်ပြုအမှုပညာအောင်လက်မှတ်ပေးရချင်းမြင်သွားမှာဖြစ်ပါတယ်။ အဆိုပါတင်နန်းများကို2025ခုနှစ်ဒီဇင်ဘာလတရက်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာအမျိုးသားရှင်ကျေးမှုနှင့်အမှုပညာတက္ကသိုလ်ရန်ကုန်တင်နန်းရှိရာဌာနသို့ရုံးချေရန်တွင်ဆက်သွယ်လျှောက်ထားနိုင်တယ်လို့သိရပါသေးရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကန်ထောလာတန်း200ကျော်တန်ဖိုးရှိ9တန်ချင်းတသိန်းခွဲကျော်တင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဖန်နာနှင့်ခုနလသာကာလာအတွင်းအမေရိကန်ဒေါ်လာတန်း200ကျော်တန်ဖိုးရှိငါးမထွေတန်းချိန်36000ကျော်တင်ပို့ထားရတို့ငါးလုံငန်းဦးစီးဌာနကတည်ရောင်းပါထိပြပနိုင်ငံတွေကိုရေထွက်ကုန်ပစ္စည်းများအနက်တစ်ခုအပေါင်းဝင်ဖြစ်တဲ့ငါးမထွေတန်းချိန်36500 109.38မှ38000တင်ပို့ထားပြီးအမေရိကန်ဒေါ်လာ200တက်တက်မှ39000ခွန်တန်းရရှိထားရတို့ဆိုပါထိ အထီလိုတင်ပို့ရမှာဘုံမှန်ကုံသွမ်းမှုဖြစ်တဲ့ပင်လယ်ရေချောင်းမှာငါးတန်ချိန်15956ဒရမကိုတည်တင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ133ဒရမ846တန်နှက်ဆက်ကုံသွမ်းရေးမှာငါးတန်ချိန်9352ဒရမ400တန်တင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ69ဒရမ251တန်ရရှိခဲ့တယ်လို့သိရပါတယ် မြန်မာနိုင်ငံအနေနဲ့ငါးပစုံစားတဲ့ရေထွက်ကုန်ပစ္စည်းတွေကိုတရုတ်ထိုင်းဘင်္ဂလားဒေ့ရှ်ဂျပန်စားတဲ့ပြပနိုင်ငံပေါင်း40ကျော်သို့တင်ပို့နေတယ်လို့သိရပါတယ်ရှင်။ဆလဘီရဝတီတိုင်းဒေသကြီးအတွင်း Rice Expo ဆုံးအေကောက်တတရာကောင်းထဲဖော်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ Rice Expo ဆုံးအေကသသိန်းအကောင်ထဲဖို့ရန်စီစဉ်နေတဲ့လို့တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသိရပါတယ်။ဒီလိုဆောင်ရွက်ဖို့အတွက်လာရောက်ရှင်းဒီမြုံနှမ်းမဲ့သူတွေကို Contract Farming စနစ်နဲ့လှုပ်ဆောင်မှဖြစ်ပြီးဆောင်ရွက်မဲ့လုပ်ငန်းများကိုလည်းခရိုင်အလိုက်ရှားထားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ။ဒါအပြင် Rice Expo ဆုံးမှာပအဝင်ဆောင်ရွက်မဲ့သူတွေကိုမြို့မြေရေနီးအစားရှိတဲ့နီလန်းလေးတွေကိုအခြေခံပြီးအရှေ့အသွေးရှိစံစဘာတွေထုတ်လုပ်နိုင်ဖို့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ဒူဘိုင်းနိုင်ငံနောက်ဆုံးပေါ်လေးချောင်းသွာလာရေးရှင်ပြန်များပြပွဲကျင်းပဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မျိုးပြလေးချောင်းသွာလာရှိနေတဲ့စစ်မြင့်လေးချောင်းပူဆောင်ရှိရနာခတ်ကို UAE ဒူဘိုင်းလေးချောင်းပြပွဲမှာပြတာထားပါတယ်။နောက်ဆုံးပေါ်ထောက်လိုက်ထွက်ခွာဆင်းသက်လုံနိုင်တဲ့လေးရှင်ဗီဒီယိုကားတော့လာလျှောက်သူတွေကိုစိတ်ဝင်စားမှုပေးနေပါတယ်။တနင်္လာနေ့မှာစပီးဒူဘိုင်းကမ္ဘာစံထွက်မှာ၅ရက်သားဖွင့်နေပြတာထားကခင်းချင်းပြတာဒူပေါင်း1500ကျော်ပေါင်ဝင်ထားပါတယ်။ စစ်ရှိပုဂလိကလင်းရင်များကစားလို့မောင်းတူမဲ့လင်းရှင်နဲ့မျိုးဆက်သစ်လေးချောင်းဤပညာများဖြင့်လင်းရင်200ကျော်ပြသထားပါထဲဗီဒိုကလူစိတ်ဝင်စားမှုအများဆုံးဖြစ်ပြီးအနာဂတ်မှာသက်စီရှင်ပြန်ထွေဖြစ်လာနိုင်ပါထဲအမေရိကန်မှ Jet Aviation ကုမ္ပဏီကဗီဒိုရဲ့အထူးကဦးစားပေးကဘီကင်းစိတ်ချမှုဖြစ်ပြီးစမ်းတမ်းမှုတွေကိုအစွမ်းကုန်ပြုလုပ်ထားတယ်လို့မဂ္ဂတင်ခေါင်းဆောင် Oliver Walker Jones ကပြောပါထဲ လင်းရရဲ့ကြံ့ခိုင်နိုင်စွမ်းကိုမြင့်တင်ပေးဖို့ရည်ရွယ်တဲ့ဖက်ဆက်စွမ်းရင်စနစ်ထုတ်လုပ်ရှာမှနောက်ဆုံးပေါ်တိုးတက်မှုများကိုလည်းအများပြပြသထားပါထဲ့မော်တော်ရှင်ထုတ်လုပ်ရှိဟွန်ထားကပထမဆုံးလျက်စစ်ဗီဒီယိုရှိပြေးပုံစံကို ထုတ်လုပ်နေတာတွေ့ရပါထဲ့ တရုတ်ပြည်ထုတ် EV တို့လင်းရင်ဟာလည်းပြပွဲမှာအာယုံစူးဆိုင်မှုခံနေရပါထိန်ဒီရှင်ကိုအရက်ဖတ်ပို့ဆောင်ရေးနဲ့ရှားပွေကယ်ဆယ်ရေးလုပ်ငန်းများအတွက်အဓိကထားဖန်တီးထုတ်လုပ်ထားကြောင်း Aerospace Time Fiban Company မှ ကိုစလဲကပြောသွားပါထိန်သကိုးချိန်မြောင်ဒူဘိုင်းလေချောင်းပြပွဲဟာလာရောက်ကြည့်ရှုသူပေါင်းတသိန်း4800ကျော်ကိုဆွဲဆောင်နိုင်ခဲ့ပြီးတမိုင်းမှာအများဆုံးဖြစ်နိုင်ပွဲ ရှိပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်တရင်အစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့များမိုးထပ်ပါ thank you